မင်္ဂလာပါခင်ဗျရှင်းအောင်ခစ်တက်ကနေဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီကစိုက်ဘာလုံခြုံရေးဥပဒေကိုအတည်ပြုပြီးတဲ့နောက်မှာပဲအချမ်းဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့တအောင်ပြေစုံနဲ့ UMCCI အပါဝင်အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတချို့က VPN ဝန်ဆောင်မှုလုပ်ငန်းကိုလုတ်ကင်ကြအောင်မယ်ဆိုပါတယ်ရခိုင်ပြည်နယ်အစကပဲခူးတိုင်းပြည်မြို့အုပ်ရှိပင်အနီးပဒေါန်တောင်ကုန်းလမ်းမမှာရှိတဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေမှာတိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပြပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အချမ်းဖတ်စစ်ကောင်စီကစိုက်ပါလုံခြုံရေးဥပဒေကိုအတည်ပြုပြီးတဲ့နောက်မှာပဲအချမ်းဖတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းရဲ့တာအောင်ပြေဆုံးနဲ့ UMSCCI အပါအဝင် Internet ဝန်ဆောင်မှုကုမ္ပဏီတချို့က VPN ဝန်ဆောင်မှုလုပ်ငန်းကိုလုတ်ကင်ကြအောင်မှဖြစ်တယ်လို့ UMSCCI နဲ့နှိစက်တဲ့တွင်အရင်မိကရန်ကုန်ခေတ်တွေကိုပြောပါတယ်မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက်ကိုအသုံးပြုလို့မရအောင်စစ်ကောင်စီကပိတ်ပင်ထားပြီးတဲ့နောက်ပြည်သူတွေဟာ Facebook လူမှုကွန်ရက်ကို VPN ဆော့ဝဲကြားခံပြီးမှအသုံးပြုနေရတဲ့ကြားကနေ အဲ့ဒီ Jagan VPN software နဲ့ပါ Facebook ကိုပြည်သူတွေအသုံးပြုလို့မရအောင်စစ်ကောင်စီက2024ခုနှစ်မေလကပဲထပ်ပြီးပိတ်ပင်ဒါတွေလုပ်ခဲ့ပါသေးတယ်။အခုတခါလက်ရှိ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာပဲ Cyber လုံခြုံရေးဥပဒေကိုအကြမ်းဖက်စစ်ကောင်စီကထပ်ပြီးအတည်ပြုလိုက်ပြန်တယ်လို့အဲ့ဒီ Jagan VPN software တွေအသုံးပြုခြင်းရင်စစ်ကောင်စီနဲ့ပူးပေါင်းပြီးလုပ်ခွင့်ပေးထားတဲ့သူတွေရဲ့ VPN တွေကိုသာအသုံးပြုခွင့်ရမှာဖြစ်ပြီးပြည်သူတွေကို Facebook လူမှုကွန်ရက်အသုံးပြုတဲ့အချိန်စစ်ကောင်စီကအပြည့်အဝထိန်းချုပ်ဖို့လှုပ်လာပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲဒီလို စစ်ကောင်စီရဲ့ VPN ဝန်ဆောင်မှုလုပ်ငန်းကိုလုတ်ကင်မဲ့သူတွေကလည်းအကြံဖက်စေကောင်းဆောင်မင်းအွန်လိုင်းရဲ့တာအောင်ပြေစုံနဲ့ UMS CCI အပါဝင်စစ်ကောင်စီမှလုတ်ခွင့်လျှောက်ထားရတဲ့ Internet ဝန်ဆောင်မှုကုမ္ပဏီတချို့ကသာလုတ်ကင်ကြအောင်မှဖြစ်တယ်လို့ UMS CCI နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်လက်ရှိမှာတော့ဇန်နဝါရီလ10ရက်နေ့ကစတင်ထုတ်ပြန်လိုက်တဲ့စစ်ကောင်စီရဲ့ Cyber လုံခြုံရေးဥပဒေအရညီသူမဆိုးသူတို့ဝင်ကြီးဌာနရဲ့ခွင့်ပြုချက်မရဘဲ VPN ဝန်ဆောင်မှုလုပ်တဲ့သူမှန်သမျှထောင်ဒဏ်ရုံးငွေဒဏ်ပါကြခံရမယ်ဆိုပြီးတော့ပါထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်အစက်ကဘကိုးတိုင်းပြည်မြို့အုတ်ရှိပင်အနီးဗတောင်းတောင်ကုတ်လက်မိုက်မှာရှိတဲ့စစ်ကောင်စီတဆွဲထားတဲ့နေရာတွေမှာတိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီလို့ဒေတာတွင်းသတင်းရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီလ၁ရက်နေ့ကစပြီးရခိုင်ပြည်နယ်အစက်ကဘကိုးတိုင်းပြည်မြို့အုတ်ရှိပင်အနီးမှာရှိတဲ့ဗတောင်းတောင်ကုတ်လက်မိုက်မှာ စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုတော်လိုင်းရေးတပ်တွေကစတင်တိုက်ခိုက်နေပြီဖြစ်တယ်လို့တပတ်ကဗတောင်းမြုံနယ်မတုံရွာဘက်မှာလည်းတိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီဆိုပါတယ်တပတ်ကစစ်ကောင်စီတပ်တွေကတော့ရခိုင်ပြည်နယ်ကနေတော်လိုင်းရေးတပ်တွေဆင်းချလာတော့မယ်ဆိုတဲ့သတင်းတွေကြားထားတာကြောင့်ရောအခုတိုက်ပွဲတွေစတင်ဖြစ်ပွားလာတာတွေကြောင့်မှာငါမျက်နှာဖျားနဲ့ဂျိုကုံးရွာတောင်ပေါ်ထိုင်တော်မူဖျားကြီးဂုံးပေါ်အထိလက်နက်ကြီးတွေတင်ထားပြီးခံစစ်တွေပြင်းနေပြန်လို့ ပရောင်တောင်ကုတ်လမ်းပိုင်းမှာလေစစ်ကောင်စီတပ်သားအများပြားကကင်းမုံတွေဝင့်နေကြပြန်တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်မြို့ဒဂုံစိတ်ကဲမြို့နယ်ယူစနဥယျင်မြို့တော်မှာကိုယ်စားလှယ်ရက်ွက်အုပ်ချုပ်ရေးမှူးခင်မောင်စင်ဦးဆောင်တဲ့လူမိုက်အဖွဲ့နဲ့အတူအကြမ်းဖက်စစ်ကောင်စီတပ်ကလူငယ်အယောက်60ထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ဒေတာကန်ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ31ရက်နေ့ညပိုင်းကပဲ ရခုံမြို့ကယူစနာဥယျာဉ်မြို့တော်64ရက်ကွက်အုပ်ချုပ်ရေးမှုခင်ပေါင်းစဉ်ဥဆောင်တဲ့လူမိုက်အဖွဲ့နဲ့အတူအချမ်းဖတ်စကောင်းစီတက်ကယူစနာဥယျာဉ်မြို့တော်မှာရှိတဲ့ AB ဂိုးလန်းကနေ18လမ်းအထိဝင်ရောက်စီးနင်းပြီးလူငယ်အယောက်60ထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်။ဒါပြင်အဲ့ဒီအုပ်ချုပ်ရေးမှုခင်ပေါင်းစဉ်ဆိုသူကနေအိမ်မှာရှိတဲ့လူငယ်တွေထွက်ပြေးရင်မိသားစုကိုထောင်9နှစ်ချမယ်ဆိုပြီးတော့ပါချင်းချောက်ပြောဆိုသွားတဲ့အပြင် ပေါ်တာဆွဲဖန်စီခံရတဲ့လူငယ်တွေကိုပြန်ရွေးချင်ရင်သူတို့ကိုတယောက်စားငွေကျပ်350ပေးရမယ်ဆိုပြီးတော့ပါပျော်သွားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီအုတ်ချုပ်ရည်မှုခင်မောင်စင်တဲ့အဖွဲ့ကို2023ခုနှစ်ဖေဖော်ဝါရီလကတည်းကရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကနေပြစ်ခတ်ရှင်းတဲ့အချိန်အုတ်ကြီးခင်မောင်စင်ဟာထွက်ပြေးလွတ်မြောက်သွားပြီးယာအိမ်မှုထွန်းထွန်းဝင့်နဲ့ဝင်းမြင့်ဆိုသူတို့နှစ်ဦးသာပွဲချင်းပြီးသေသွားခဲ့ရတာကနေ အခုကမှအဲ့ဒီလွတ်သွားတဲ့အုတ်ကြီးခင်ပေါင်းစင်ကထပ်ပြီးလူငယ်တွေကိုပေါ်တာဆွဲတာတွေနဲ့ရန်ကနေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့မန္တလေးမြို့ကမြင့်ငယ်မြို့နယ်မှာပြူစောတီအဖွဲဖွဲ့ပြီးပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ချိန်ချောက်တာတွေလုပ်နေတဲ့မြို့မှာအုပ်စု73ရပ်ကွက်အုပ်ချုပ်ရေးမှူးစောနေထွန်းဆိုသူအရက်ဆိုင်ရှိမှလမ်းပြကူးနေတဲ့အချိန်ပြစ်ခတ်ခံရပြီးသေသွားပြီလို့တော်လန်ရေးသတင်းရှင်းပြကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီလ1ရက်နေ့ညနေပိုင်းကပဲ မန္တလေးမြို့မြင်းငယ်မြို့နယ်မှာစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ချင်းချောက်တာတွေလုပ်နေတဲ့မြို့မှာအုပ်စု73ရပ်ကွက်အုပ်ချုပ်ရေးမှုစောနေထွန်းဆိုတဲ့သူဟာမြင်းငယ်တွေလမ်းဘေးကဂျက်ဝမ်းအရက်ဆိုင်ရှေ့မှာလမ်းဖြတ်ကူးနေတဲ့အချိန်ပြစ်ခတ်ခံရပြီးပြင်းထန်ဒဏ်ရာနဲ့ဆေးရုံရောက်ပြီးမှအသက်လူနေရင်းနေပဲသေသွားပြီဆိုပါလေအဲ့ဒီမြင်းငယ်မြို့ကအုပ်ကြီးစောနေထွန်းဆိုတဲ့သူဟာပြူစောတီအဖွဲ့ပါဖွဲ့ထားပြီးလက်နက်တကားကားနဲ့ပြည်သူတွေစီကနေဆက်ကြီးကောက်ပြီးတော့စစ်ကောင်စီတပ်ကိုထောက်ပံ့ပေးနေသူဖြစ်တယ်လို့ ရက်ကွက်နေပြည်သူတွေအပေါ်မတရားဖမ်းဆီးငွေညှစ်ဒါတွေမဟုတ်မမှန်သတင်းပေးပြီးပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခိုင်းတာတွေပါလုပ်နေုံနဲ့မကစစ်တပ်အားကိုးနဲ့ပြည်သူတွေကိုနှီးမျိုးစုံအနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်နေသူဖြစ်ပြီးအခုတော့သေးပြီလို့တော်လိုင်းရေးသတင်းအရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလေမုံပြင်းနဲ့ကြိုက်ထုံမြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီတပ်ရဲ့လက်ပံမင်းတုတ်တန်ဂိတ်စကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဘုံးဒီတွေကြဲချတိုက်ခိုက်မှုအတွေ့ စေကောင်စီတပ်သား2ဦးကတော့ drone ဘုံတွေဂျာမာပဲအတိတိသေကုန်ကြပြီလို့ကြိုက်ထို KRF တပ်ဖွဲ့ကပြောပါတယ်ဒီဇင်ဘာလ31ရက်နေ့ညနေပိုင်းကပဲကြိုက်ထိုမြို့မှာရှိတဲ့အချက်ဖက်စကောင်စီတပ်ရဲ့လက်ပံပင်တုတ်တန်ဂိတ်စကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေက drone နဲ့ဘုံဒီတွေကြက်ချတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွေ့ဘုံဒီတွေဟာစကောင်စီရဲ့ဂိတ်စကန်ဘော်ကိုကြက်ရောက်ပတ်ကွဲသွားပြီးစကမ်းမှာရှိနေတဲ့စကောင်စီတပ်သား2ဦးဟာ drone ဘုံတွေဂျာမာပဲနေရာမှာတင်ပစ်လဲပြီး တီတီတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်တဦးကတော့မသေးသေးပဲပြင်းထန်တန်းရရထားတယ်လို့ကြိုက်တို့ KRF တပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ